ပင်လေကမ်းဘေးကပေါက်နေတဲ့အုံးမေပေါ်မှာနေကြတာပေါ့ရှင်းဖို့ရှင်းမဟုတ်လားအဲ့ဒါဒီနေ့တော့ရှင်းမလေးကပင်လေရေရှင်းတော့ရင်းနဲ့ပင်လေရေလှိုင်းနဲ့ရိုက်ပြီးတော့ပင်လေတဲ့ပါသွားသေရောပြန်ချိန်တိုင်လို့ပြန်မလာတဲ့ခါကျတော့ဒီရှင်းဖို့လေးကမြှော်ရဲပေါ့ဒီရှင်းမလေးကိုပြန်မလာဘူးဆိုအုံးမေပေါ်ကနေ ရှင်းပြီးကြည့်ပင်လေတဲ့ဆင်းတော်တဲ့ခြေရပဲတွေ့ရတယ်ပြန်တက်လာတဲ့ခြေရမတွေ့ရဘူးအဲ့လိုမတွေ့ရတဲ့ခါကျတော့ ဒီရှင်းမလေးဟာဒီပင်လေထဲမှာနစ်ပြီးတော့သေသွားတာဆိုတာကို तू သိတယ်ဒီပင်လေထဲမှာ तू ချစ်ရတဲ့ရှင်းမလေးရှိမယ်ပေါ့နော်ဒါဒီရှင်းမလေးနဲ့တွေ့အောင် तू ဘာလုပ်မလို့ဆိုတော့ပင်လေတဲ့ကိုရှင်းနေတယ်ရှင်းပြီးတော့သူ့ရဲ့ဒီအမွှေးဖွားဝါလေးရှိတာဟုတ်ရှင်းဆိုတာဟုတ်လားအဲ့ဒီအမီလေးနဲ့ပင်လေရီကိုပင်လေရီတဲ့ကိုနှစ်စိမ့်စိမ့်ပြီးတော့တဲ့ပြင်ပေါ်ပြန်တက်လာပြီးတော့အမီလေးကိုဇက်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 နဲ့ခါလိုက်တယ် ပြီးရင်တခါရေထဲဆင်းသွားပြီးတော့အမိလေးကိုကမ်းပေါ်တက်ပြီးတော့ဇက်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 နဲ့ခါလိုက်တယ်အဲ့ဒါဘာလုပ်နေတာလဲဆိုတော့ तू ပင်လေရေတွေကိုခန်းအောင်လုပ်တာဟုတ်လားပင်လေရေခန်းမှ तू ချစ်ရတဲ့ရှင့်မလေးနဲ့ပြန်တွေ့မှာကိုအဲ့ဒါနဲ့ဒီဒီကန်းဆောင်နှက်ကဒီရှင်လေးပဲပင်ပန်းလိုက်တာကြည့်ပါဦးပေါ့နော်ဆင်းလိုက်တက်လိုက်ဆင်းလိုက်တက်လိုက်မနာမနေစူးစမ်းနေတာဘာလုပ်တာလဲမသိဘူးဆိုတော့မေးတယ် ဘာလို့တာတုံးလို့ပြောတဲ့ခါကျတော့ငါချိရတဲ့ရှင်းပါလေဒီပင်လေထဲမှာရှိတယ်။ဒါကြောင့်သူနဲ့တွေ့ရဖို့အတွက်ဒီပင်လေကြီးကြီးခန်းဖို့လိုတယ်။အဲ့ဒါပင်လေကြီးကြီးခန်းအောင်လို့ငါလုပ်နေတာ။အဲ့လိုပြောတဲ့ခါကျတော့ဒီကန်းဆောင်တတ်ကတော်တော်တနာသွားတယ်။ဩအဲ့ဒါနဲ့ကြည့်လိုက်တဲ့ခါကျတော့သူ့ရဲ့ရှင်းပါလေကသေပြီးတော့သမှုရိယာဆောင်နတ်မင်းကြီးရဲ့နတ်မိဖုရားလေးဖြစ်နေတယ်တွေ့ရတယ်။တွေ့ရတဲ့ခါကျတော့ကဲဒီရှင်ကလေးကိုတော့တတ္တာအောင် ပြောမှာပဲ။ မင်းကဒါမင်းရှင်မလေးကိုနှမျက်နှိုးလွန်းလို့အဲ့လိုတွေပင်ပန်းခံပြီးတော့လုံနေတာဟောက်ပါဗျာမင်းရဲ့ရှင်မလေးကသမုဒ္ဒရာဆောင်နတ်မင်းကြီးနဲ့ပြောနေပြီးကြည်လိုက်ဆိုတော့ဖန်ဆင်းပြီးတော့ပြအေးတဲ့အဲ့ဒါလိုပြလိုက်တဲ့အခါကျတော့သူမြင်ရတာပေါ့မြင်ရတဲ့အခါကျတော့စောစောကချစ်ချင်းတရားရဲ့နေရာမှာဘာဖြစ်လာလဲဆိုတော့မုံညင်တရားဖြစ်သွားအေးတဲ့ဟုတ်လားချစ်ချင်းနဲ့မုံညင်ရလဲဒီလက်ဘွားရဲ့ဟိုဘက်ဒီဘက်လိုပဲနော်ကတ်နေတာဟုတ်လားဘာမှသိပ်ပြီးတော့ ဝေးတာမဟုတ်ဘူးဟုတ်လားတချို့ဘလို့တောင်ပြောကြတာရှိတော့အချစ်ကြီးအမျက်ကြီးတယ်လို့ချို့ပြောကြတာလည်းရှိတယ်အဲ့ဒါကအဲဘလို့ပြောမလို့ဒီမေတ္တာမပါတဲ့ချစ်ချင်းတရားမျိုးတွေကိုဆိုလိုတဲ့သဘောပါဟုတ်လားအဲ့ဒါနဲ့သူဒီမှာမုံညင်တရားဖြစ်သွားပြီဆိုတော့ဒီအမုံရဲ့အစွမ်းကိုလည်းပဲအဲ့ဒီပုံမြင်လေးကတော်တော်ပြနိုင်တယ်သိလားဘာပြောတုံးဆိုတော့ကောင်းစွမ်းတော့ကအဲ့လိုလဲပြလိုက်ရောဒီရှင်ကရှူရှဲနဲ့စိတ်တွေတူပြီပေါ့နော် စိတ်တွေတော့သူဘာလုပ်တုံးဆိုတော့သဲပြင်ပေါ်ကသဲလေးကိုသူ့လက်ကလေးသေးသေးလေးအဲ့ဒါလေးနဲ့ကုတ်ပြီးတော့ပင်လေတဲကိုပွက်ချနေတဲ့ညက်တက်လာပြီးတော့တခါသဲလေးကုတ်ပြီးတော့ပင်လေတဲကိုပွက်ချပြန်တယ်အဲ့ဒါနဲ့ကန်းဆောင်တက်ကဟာမင်းဘာဖြစ်ရပြန်တာရောဘာလုပ်ပြန်တာရောဆိုတော့ငါသူတို့မမြင်ခြင်းမူတဲ့ဟုတ်လားသူတို့မမြင်ခြင်းမူအဲ့ဒါကြောင့်မလို့ဒီရည်တွေခန်းသွားဖို့လိုအပ်တယ်ဒါကြောင့်ပင်လေရည်တွေခန်းအောင်ပင်နဲ့ဖို့ပြမယ်လို့ပြောတယ်တဲ့ဟာ ချစ်ချင်းကြောင့်ပင်ပန်းတယ်ဆိုတာကိုမြင်နိုင်တယ်လို့မုံချင်းကြောင့်လည်းပဲမသက်သာလှဘူးဆိုတာကိုမမြင်နိုင်ဘူးလားဘယ်ရာကမှမသက်သာစီဘူးနော်ပင်ပန်းစီတဲ့အရာတွေကြီးပဲဟုတ်လားအဲဒီမှာဖရာလောင်းပြောတာလေးကနော်ချစ်ချင်းတရားဟာတတ္တဝါတွေကိုထဝန်းကျင်ပူလောင်စေတယ်နော်ဥပတပင်တိထဝန်းကျင်ပူလောင်စေတယ်ဆိုတာဘာပြောတာလဲနော်ကိုယ်စိတ်ဝန်းကျင်ကြီးတစ်ခုလုံးကိုဟာဒီအပူအဝန်းဝိုင်းကြီးထဲမှာပဲနေရလိမ့်မယ်လို့ပြောတာ ဒါကြောင့်မလို့ဒီချစ်ချင်းတရားကို तू မကြိုက်ဘူးလို့ तू ပြောတာ။အဲ့ဒါ तू ရှင်းပြတာဘယ်နှမျိုးရှိသွားပြီလို့။၄မျိုးရှိသွားပြီနော်။